ချစ်မပြောပြီးရှုတ်တာပေါ့ဆိုချင်အာလုံးဟာမင်းယူနေဟုတ်တယ်ချစ်မဝင်ခံအဲ့ဒီယူနေတဲ့ခံစားချက်မျိုးချစ်မတက်တာအချစ်တွေ့ပဲတတ်ပါလေမြန်မာအိုက်ဒေါ်အဆိုရှင်ဆိုဖီယာပါဝင်တရုတ်ဆောင်သွားမယ်နောက်ဂျော်ကတာဆိုတဲ့ဗီဒီယိုဆက်ကားကိုတော့ ဇန်နဝါရီ၄ရက်နေ့ကန်တော်ကြီးဥယျာဉ်ဘိုချုပ်ပန်းချာမှာစတင်ရိုက်ကူးခဲ့ပါတယ်။နောက်ကျော်ကသာဆိုတဲ့ဂျီဆက်ကာဟာဆိုဖီယာရဲ့ဒုတိယကားလည်းဖြစ်ပါတယ်။တုံးပွင့်ဆိုင်အချစ်ဇက်လန်းကိုအခြေခံပြီးရိုက်ကူးထားတဲ့ဒီဆက်ကားကိုတော့ဒရိုက်တာယာစွင်ကိုကပုံဖော်ပေးသွားမှာလည်းဖြစ်ပါတယ်။နောက်ကျော်ကသာဆက်ကားအတွက်ဆိုဖီယာဟာတင့်တော်တဲ့တရုတ်ဆောင်တူလားဆိုင်ုံနဲ့လေလိုက်တယ်ပေါ့နော် ပြီးတော့သူတဲလိုက်လည်းရှိတယ်ကျွန်တော်တို့မင်းမီးအစ်စ်မွေးစင်တော့လေစားပါလေအဲ့ဒါကြောင့်မဟုတ် ဟိုဒီကားလေးကကျွန်တော်ရိုက်ကူးနေကြပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ရှင်းပါတောက်လျှောက်ရိုက်လာတာတော့ဟာသားတွေပါပဲဒါပေမဲ့အခုဒီကားလေးကကျတော့ကျွန်တော်ရဲ့ပထမအဦးဆုံး drama ပေါ့နော် fancy မကျွန်တော် fancy drama ပုံစံမျိုးပေါ့အများကြီးလုပ်ပြထားပါတယ်ထပ်လိုက်အားပေးကြပါအောင်ဆိုဖီယာကတော့သူ့ရဲ့အဓိကဦးစားပေးအမှုပညာလုပ်ငန်းကတော့အစိုးရဖြစ်ပြီးတရုတ်ဆောင်ကိုတော့ဒုတိယသာလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ် တရုတ်ဆောင်မှုနဲ့ပတ်သက်ပြီးပြည်သက်ရဲ့အတန်ကိုလည်းနားထောင်သွားအောင်မယ်လို့လဲဆိုပါတယ်ညီမအစိုးရကိုပဲဦးစားပေးမှာပါဟုတ်တရုတ်ဆောင်ကတော့ညီမဒုတိယနေရာနေပေါ့ဟုတ်ကဲ့အဲ့တော့ကိုတက်ကျွမ်းနဲ့အရာမဟုတ်သေးဘူးဒါကြတော့လေဒါအခုကကိုစစ조사တော့ရှိသေးတယ်ကိုနဲ့ဟိုအဆင်ပြေမလားပြိတ္တတွေရှိမှမချပြရသေးဘူးပြိတ္တတွေမကြည့်ရသေးဘူးကိုရဲ့တရုတ်ဆောင်ကတော့တို့ကကြိုက်ပါမလားကိုမသိသေးဘူးအဲ့တော့တို့ရဲ့ဝေဖန်မှုမှလည်းမူတည်ပြီးတော့ညီမအလိုဆုံးဆုံးဖြတ်သွားမှာပါ နောက်ကျော်ကသာစက္ကမှာစူပြာနဲ့သူမြန်မာအိုက်တော်အစိုးရတူဖြစ်တဲ့မေကြီးကလည်းပါဝင်တရုတ်ဆောင်သွားမှာဖြစ်ပြီးအမျိုးသားတရုတ်ဆောင်ကတော့တူရိယပဲဖြစ်ပါတယ်စူပြာအတွက်တော့နောက်ကျော်ကသာစက္ကဟာဒုတိယကြိမ်မြောက်စက္ကဖြစ်ပြီး ပထမဆုံးရိုက်ကူးထားတဲ့စက္ကကတော့နောင်ဘက်တော်မှမမုံပဲဖြစ်ပါတယ်တရုတ်ဆောင်လောကမှာစူပြာနဲ့စာရင်ဝါရင်နေပြီဖြစ်တဲ့တူရိယကတော့ပထမစက္ကမှာလည်းအတူတရုတ်ဆောင်ခက်ဖူးတာမို့ ဇူပီယာတို့အပေါ်အခုလိုတုံ့တက်ခဲ့ပါတယ်။ဟိုပထမအရှိကမှလည်းဇူပီယာတို့နောက်ပြီးရုပ်ရှင်မှလည်းမေဂျီတို့နဲ့ကလည်းဟိုရိုက်ရိုက်ကူးနေပြီလေ။ရိုက်ကူးနေပြီးတော့သူတို့ကလည်းဟိုနည်းနည်းအတွေ့အကြုံရှိလာပြီးရှိလာပြီးတော့ဒီကားမှရိုက်ရတာတော့ဟိုအဆင်ပြေပါတယ်။အရှိမရိုက်ထားတာတော့နည်းနည်းလေးတော့ဟိုစောင့်ရတာလေးပါပြီးတော့ရှိပါတယ်။ဒါပေမဲ့ဟိုအဆင်ပြေပါတယ်သူတို့အကုန်လုံး။ဟုတ်ကဲ့ပါတရုတ်ဆောင်လောကမှာပထမဆုံးအကြိမ်ဖြစ်နေတဲ့ဆိုဗီယာကတော့ တရုတ်ဆောင်မှုတွေမှာအမားပါနေရင်ခွင့်လွှတ်ပေးကြဖို့တောင်းဆိုခဲ့ပါသေးတယ်။အာပရိသတ်ကတော့ဟိုညီမကတော့ဒီတရုတ်ဆောင်နဲ့ပတ်သက်ပြီးဒါပထမအဦးဆုံးဖြစ်တဲ့အတွက်ပေါ့နော် အကောင်းဆုံးတော့ညီမစူးစမ်းနေပါတယ်လို့ရှင်းဒီနောက်ဘရောမမုံရောဒီနောက်ကျောထားမှာရောဒါပထမအဦးဆုံးနှစ်ကားဖြစ်တယ်ပေါ့နော်အဲ့အတွက်ပရိသတ်တွေဒီကလို့အမားပါခဲရင်လည်းအားနည်းချက်ရှိရင်လည်းခွင့်လွှတ်ပေးပါလို့ပြောချင်ပါတယ်ဟုတ်